Hello မင်္ဂလာပါမင်္ဂလာပါရှင်အားလုံးမင်္ဂလာပါအားလုံးအားလုံးမင်္ဂလာပါလို့မင်္ဂလာမရှိလို့မင်္ဂလာပါလို့ပြောရမယ်နော်ဒီမှာမနေ့10နာရီကျော်ပေါ့နော်မနေ့10နာရီကျော်ပါလို့မနေ့10နာရီကျော်ဒီနေ့ကတော့တနင်္လာနေ့ပေါ့နော် တလင်းလာနေတလင်းလာနေရတခါလေးကြာရင်နမိတ်ကောင်းတယ်အစပြုတ်ရတာကောင်းတယ်ခါလေးကြာရင်တလင်းလာနေရအစပြုတ်လို့မကောင်းသေးလားအနိဒပြောရပါတော့အနိဒကတော့တလင်းလာနေခါကြာလို့ရှင်အစပြုတ်လို့မကောင်းနှခါနဲ့6ကဲတင်းလာနေဆိုအနေရမုံးနေမကြိုက်ဘူးတင်းလာနေဆိုလို့ရှင်နေအစိမ့်မပြေဘူးတင်းလာနေရဒီနေ့တော့ ြောချင်တာလေးရင်ဖွင့်ပြောလိုက်မယ်ပြောချင်တဲ့အရာတွေကပြောမှလေတက်တာစိတ်တက်တာလားပေါ့နော်တမနဲ့လုံးတမနဲ့လုံးတမနဲ့လုံးဘာတစ်ခုမှအဆင်ပြေတော့တလင်းလာနေရင်တလင်းလာနေရပြောမှဆိုရင်ကံမကောင်းတော့ကံမကောင်းတော့နေလို့ပြောရမလားဒေါသထွက်ရတော့နေလို့ပြောရမလားအဲစိတ်ကိုမကြည်လင်အောင်နေရတာနေအပြစ်မနေတာတယ်ရင်ထဲမှာနေမတအောင်နေတဲ့ ရင်းနှီးမှာဟာဒေါ်လာတွေထွက်နေရတာပေါ့နော်ပြီးတော့ဟိုပေါ့အန်တီပြောသလိုပဲအန်တီပြောလိုက်တဲ့ကိုနဲ့တိုက်ဆိုင်နဲ့တိုက်ဆိုင်သွားလိမ့်မယ်နော်တိုက်ဆိုင်သွားတဲ့အခါอ๋องาเลไอ้หลุမျိုးผิดพูบาล่ะဆိုတော့အတွေးလေးနဲ့ပေါ့เนาะတရားနဲ့တရားနဲ့ကိုချင်းစာနာစိတ်လေးရှိအောင်ဒီနေ့အန်တီရဲ့ ဘာလို့ဒေါသထွက်ရတာလဲဆိုတော့ဒေါသမုံတိုင်းပေါ့နော်တမနယ်လုံးဒေါသတွေထွက်ပြီးတော့ဘာတခုမှအဆင်မပြေဘူးကွာဒီဒီတမနယ်လုံးကိုလေဘာတခုမှအဆင်မပြေတာဆိုတော့စိတ်တရားလေးတိုးနေတာပေါ့နော်စိတ်တရားတိုးနေပြီးတော့ဟိုဒီနေ့တနေ့အစပြုရမယ့်အရာကအလီကမနေ့တိုင်းဆိုလို့ရှိရင်အဲ့လိုပေါ့ဖရာရှိခိုးတယ်ဖရာရှိခိုးတယ်အရာအလုံးပေါ့နော်စိတ်ကြည်ကြည်လင်ထားတာဒီနေ့ဒီခါလေးကျရင်အန်တီတွက်ကတင်းလာနေရ ဟိုအကုသိုလ်ရနေပဲတင်းလာနေတဲ့ခါကျတော့ရှိကုသိုလ်ကံစိုးတယ်အဲ့ဒါဆိုတပတ်လုံးအောင်သိလားအယူအဆတော့မဟုတ်ပေမဲ့ပြောပြတင်းလာနေတဲ့ခါကျတော့ရှင်ကောင်းတဲ့နေရာရှားတယ်ဒီမနေ့တင်းလာနေတဲ့နေတော့တနေ့ခုမနေ့ဒီမှာ10နာရီတမနေ့လုံးဖုန်းလုံးနဲ့အလုံးရှုပ်တယ်ဖုန်းလုံးနဲ့လှုပ်ရှုပ်တယ်ဟို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 ယုံခေါ်လိုက်ဒီယုံခေါ်လိုက်ဟိုနေရာခေါ်လိုက်ဒီနေရာခေါ်လိုက်ဘတ်ခုမှအဆင်မပြေတာအဆင်မပြေတော့ဒေါသတွေထွက်လာဆိုတော့ ဒေါသထွက်တော့အိမ်မှာရှိတဲ့ဘာလို့ရှိတဲ့နားမှာကိုယ့်ယောက်ျားလေးသူ့ဘာဒေါသထွက် ကောသိလားဟိုမုံတိုင်းပေါ့မုံတိုင်းကအဖျားခတ်နေတာမုံတိုင်းကအဖျားခတ်ပိုကူကူဒေါသကဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုယ့်အနားမှာရှိတဲ့သူကအစကိုကဒေါသထွက်နေတာဆိုတော့ဒီနေ့အန်တီရဲ့ဟိုပေါ့ဒေါသထွက်ရတဲ့အကြောင်းရင်းလေးပြောပြတဲ့အခါမှာအန်တီလိုပဲတိုက်ဆိုင်တဲ့သူတွေရှိလို့ရှိရင်ကဲလို့များကြည့်ရတဲ့သူတွေကတော့အဲ့လိုမျိုး ပေါ့နော်စိတ်တူရတဲ့နေနဲ့ကြုံရရင်ဘလို့ဖြေရှင်းလဲဆိုအန်ဒီအန်ဒီကတော့အခုယင်ဖွင့်တာပေါ့ကွာ YouTube ကလည်းယင်ဖွင့်လိုက်တယ်ကိုဒေါသတွေဗျောင်းဗျောင်းပြောတာကောင်းတယ်တိတာလူကလေဗျောင်းပြောတာဘလို့ကောင်းလဲဆိုတော့အခုအရင်စတာကအန်တီရဲ့အလုပ်ထဲကမိမနဲ့အရင်စတာတိလားတချို့တွေကလေလောဘအရန်ကြီးတယ်တိလား သမုတ်တရားရေကြီးကသူတို့တယောက်ပဲတောက်ချင်တယ်သူများနဲ့ရှယ်တတ်ဖို့မစင်စားဘူးအဲ့ဒါကြတော့ခါကြကိုကအမြင်မတော်တဲ့ခါကြတော့ကိုပါဇက်ကနေလို့မရဒါဟိုအခုအဲ့တယောက်ကအဲ့တယောက်ကကိုပေါ့နော်ဒီကခါလို့ရှင်လို့ခေါ်မလဲတိတယောက်ရောက်ကိုပေါ့နော်ဒီခေါင်းထဲမှာအတွေ့တစ်ခုထည့်ပြီးဆိုရင်အဲ့ဒါကြီးကဖြောက်လို့မရအောင်သိလားအဲ့ဒီခါကြီးကဘယ်လိုခေါ်မလဲအတွေ့ထဲမှာတဝဲတယ်လေသူ့ပြောကျင်နေတဲ့စိတ်တွေပါဖြစ်တဲ့ခါကြတော့သူ့ကို ြောချင်တာမပြောလိုက်ရတော့အဲ့ဒီအတွေးတွေကအแทးမှာအဆိုင်ခဲကကြံခဲ့ရောကြံခဲ့တဲ့အခါကျအဲ့အဆိုင်ခဲကြီးကညရဲရနေပြီးတော့ဒီမနက်ကိုတဲတယ်ဒီမနက်ကနေပြီးတော့တဲတဲ့အဆိုင်ခဲကအခုတမနက်လုံးကွာဟိုအခုထိုင်းကိုပတ်စံပို့ဖို့ကလည်းပစံပို့ရင်းပို့တာချောချောချူချူဟိုတမနစ်တွင် ပို့လို့ရတဲ့အဥ္စာကဝက်စတန်ကနေပို့တာပေါ့နော်ငါးကောက်ရှိပို့လို့မရအောင်စစချောနေတာ တယောက်သောသူကိုဒေါသထွက်လို့ချော်တဲ့အချော်ကပတ်စံပို့လို့မရဘူးပို့လို့မရတဲ့အပြင်ကိုစားတဲ့ကနေပြီးတော့ anti person မှားတာပေါ့နော်မှားတဲ့အထုပ်ကလည်းထိုင်းကနေမှားတဲ့အထုပ်ကဒီကဒီနိုင်ငံကနေပြီးတော့ပိတ်ထားတယ်ကော်ဖီထုပ်လေးပို့တာကြီးကော်ဖီထုပ်ပို့ကလည်းအရန်ကုန်တာနော်ပို့ကလည်းအရန်ပေးရတယ်အဲ့အပြင်ကိုပို့ကဘတ်၄00ကျော်လောက်မသိ9000လောက်ပေးရတယ်။အဲ့ပေးရတဲ့အပြင်ကို ပစ္စည်းကမရောက်လာဘူးသူကသူ့လိုကြည့်တယ်ပေါ့ကွယ်သူ့လိုထင်တာဘိန်းမုံများထင်တာဟုတ်ဘိန်းယုံမှဆာမသိကဲနံပါတ်2နံပါတ်3ပစ္စည်းမာတယ်အဝတ်စားမာတယ်ကိုပို့နေကြတို့လည်းလာပို့နေကြစားတဲ့ကူမပို့ပဲတခြားအဝေးတော့ပို့တယ်တမက်လုံးမှာနော်တမက်နဲ့လုံးမှာပါတခູ່မှအဆင်ပြေပါတခູ່မှပါတခູ່မှအဆင်ပြေတယ်ပတ်စံပို့ရလည်းအဆင်ပြေဘူး စားတဲ့ကလည်းပစ္စည်းကလည်းမရောက်လာဘူး။ဟောဟိုဘက်ကပစ္စည်းကလည်းစားရင်မှားတယ်။ပြောချင်တာဘာလဲဆိုတော့ကိုယ့်ရဲ့ဒီပေါ့နော်ကိုပြောချင်တဲ့ရာတစ်ခုကအဲ့လိုပေါ့ကိုမချင်တဲ့လို့ကိုပြောချင်တာမပြောရလို့ရှင်ရင်ဘက်ထဲမှာကိုထားရလိုက်ကောထားတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့အဲ့အဆိုင်ခဲ့ရတူလားဟိုတဝင်းဝင်းနဲ့လေနောက်တနေ့ကိုထိဖျားရှိခိုးတော့မှသူ့ကိုပြန်မပြောလိုက်ရလို့ဆိုတော့အတွင်းဒေါသထွက်နေရအဲ့ရဘာလဲဆိုရှင်းပြပေးမယ်နော် ။အန်ဒီတို့ကညာခိုင်းမှာလူ9ယောက်ရှိတယ်။နော်အလူညာခိုင်းမှာလူ9ယောက်ပဲထားပါတယ်။ဟိုပေါ့ပြီးတော့2 group ခွဲထားတာပေါ့နော်။လူ9ယောက်မှာ2 group ခွဲထားတယ်။3ယောက်2 group 3ယောက်2 3ယောက်2ပေါ့နော်2 group ပေါ့။အဲ့မှာ1ယောက်ကတော့ तू ကတချမ်းနဲ့ group တွေမှာပေါင်းရတာပေါ့။ဟိုဘက်ဒီဘက်ကိုညှက်ပြီးတော့ तू လောက်ရတာပေါ့။အဲ့ဒါကဟိုပေါ့ तू ကဘယ်နှညစင်းလဲဆိုတော့ तू ကတရားခံတော့မစင်းတဲ့အတွက်ကြောင့် तू က စတညာပေါ့နော်သူ့ရဲ့အချိန်ဇယားနဲ့ဆိုတော့သူက7ညဆင်းရတယ်အန်ဒီကတော့အပြည့်အစင်ကြာနေ73ညဆင်းရတယ်အန်ဒီတို့ group ထဲမှာက73ညနှစ်ယောက်ပါတယ်ကျန်တဲ့တယောက်က12ယောက်72ညတညာပါတယ်အဲ့လိုမျိုးလေးတွေပေါ့ကွာအဲ့လိုဒါဟိုစားနားလည်အောင်ရှင်းပြမယ်ဆိုရင်အဲ့ဒီမှာဖြစ်ချင်တော့တလားအဲ့မိန်းမတယောက်ကလေ तू ကအန်ဒီတို့စီမှာလောလောဆယ်သဘောကျတယ်ဆိုတော့အန်ဒီတို့ကအရင် ဟိုပေါ့ကျင်လာတာပေါ့နော်ဘယ်တော့မှသူများတကောင်လည်းကိုယ့်ရဲ့လှုပ်ဖို့အကန့်ပတ်တွေကိုဘယ်တော့မှဟိုဟိုနှိမ်တာလည်းမရှိဘူးသူတို့လာပြီးလှုပ်တယ်ဆိုရင်ကိုကဖေးမှပေးတယ်အဲ့လိုပေါ့အဲ့ဒါကြာသူတို့ကကိုယ့်စီမှာသူတို့တန်ရှင်းမလို့လည်းဘာမှမပြောကွာဆိုသူတို့ကိုကိုကသူတို့ကိုကောက်ကောက်မမဆက်ဆံတဲ့အခါကျသူတို့ကတဲ့မလားကိုယ့်အလုပ်ကဒီအလုပ်ကသူမထွက်ချင်တော့ရပါတယ်မထွက်နဲ့ကောင်းရွက်လို့လို့နေဒါမဲ့ဖြစ်ချင်တော့သူက သူရရှိတဲ့ဒီအချိန်စရာတွေမကနဲ့အန်တီရိုစီကအချိန်စရာပါသူကလောဘကြီးလိုချင်တယ်ကွာတော့ပေါ့လားသူထင်တာကသူတယောက်ထဲပဲကွာဒီလုံးမှာရှိတဲ့ဒီအကုံလုံးကိုသူတယောက်ထဲလှုပ်ချင်တယ်ကျန်တဲ့လူသူမငွေညချင်ဘူးလောအပ်တဲ့နဲ့ဘောနောဘောဘောသမားတွေသူမပေးချင်သူတယောက်တည်းပဲလောဘကြီးတော့ငါတယောက်တည်းပဲရအောင်ဆိုတော့အဲ့လိုပုံစံနဲ့အချိုးချိုးလာတော့ကိုကလည်းငကိုတွေကအဲ့လိုမျိုးဟိုဘော ပိန်လေသမုတ်တရားရေငါတယောက်တည်းပဲတောက်မယ်ကျန်တဲ့လူတွေငါမပေးဘူးဆိုတော့လူတွေနဲ့ကိုကတွေ့ရင်ကိုကကိုရဆိုင်ကသိမလားဒေါသထွက်လာအောင်အဲ့မနေ့ကသူနဲ့ကိုကလည်းအန်ဒီအလုပ်မနေ့ကပြီးသွားတော့အန်ဒီကပြန်လာပဲသူနဲ့တွေ့တာပေါ့အမြဲသူ complain တက်တယ်အာသူအချိန်စရာပေးတာနဲ့တဲ့သူ့ကိုဘာဖြစ်တယ်ညာဖြစ်တယ်တကယ်ဆိုသူကအဲ့လောက်ကနေသူတကယ်ဆိုသူမရအောင်ဒါမဲ့သူ့ကိုတနာလို့အန်ရိုးအားလုံးကဝိုင်းပြောပေးလို့သူကဒီနေရာသူရတာ အဲ့နေရာလေးပေါ့အဲ့နေရာဆိုတာလေပြီးတော့မဟုတ်သေးဘောเนาะအဲ့ဒီသူ့နေရာရတဲ့ဖွားကြီးကလောလောဆယ်မှာဆေးပင်စင်ယူထားတဲ့အတွက်ကြောင့်သူကအဲ့ဖွားကြီးရဲ့ကိုစားဆင်းပေးနေရတာပေါ့အဲ့မဲ့ကိုစားဆင်းပေးရတယ်ဆိုလဲကိုတင်းတိမ်ပေါ့เนาะကိုတကယ်လို့အာဒီ17ရလဲနဲ့ငါတို့မလောက်ဘူးဆိုရင်ငါပတ်စံလိုအပ်တယ်ဆိုရင်ညနေခိုင်းဆင်းပေါ့เนาะဒါကသူ့ရဲ့လောလေဒီနိုင်ငံမှာသူ့ရဲ့လောရှိရလေ အရာကိုသူကလေအောင်မလေး complain တက်တာမလေးငါကစတညာတဲ့ဆင်းရတော့ငါပတ်စံမလောက်ဖူးတိလားငါအပေါ်ချင်းဆင်းရမရမှာဘာဖြစ်တယ်ညာဖြစ်တယ်ငါဘူးသူညာအလုပ်တွေကခေါ်တယ်ငါမလုပ်တာအနည်းငယ်လေးသလားဘာစကလေး pain နာအင်းဟင်းအင်းဟင်းအင်းဟင်းပေါ့နော်အေးပေါ့နေပြောပေါ့နေပြောထားပေါ့ပြောချင်တာကနေပတ်စံနေမလောက်လို့ရှင်ရဲ့နေနှာခေါင်းတွေလည်းမပြင်းနေနဲ့နှာခေါင်းတွေလည်းပြင်းမနေနဲ့ဟုတ်တယ်နော် ကိုယ့်ရဲ့ကိုယ့်ရဲ့လာကကနဲတယ်ဆိုရင်ကို short တင်တာကို short အဲ့လိုမလို့ရှင်လေအချိန်ပြည့်လောက်ရှင်လေဆိုညညနေခိုင်းမှာဆင်းပါအဲ့ဒီလိုပေါ့အန္တရာ73ညအပြင်ကိုအန္တရာညနေခိုင်းမှာဆင်းတယ်3ညထက်စင်းဆိုတော့ပတ်စံတရားကတော့အကြည့်ပေါ့ကွာလိုချင်တာပေါ့ဆိုတော့လူဆိုတာကတော့တစ်ခုလိုချင်တစ်ခုတော့ပြန်မှခံမှာပေါ့နော်အဲ့လိုလည်းမဟုတ်ဘဲနဲ့ तू က ရှိသမျှအခုနေရတယ်ဆိုလို့ရှင်ကအဲ့တို့ဒီတချို့တွေက vacation သွားတယ်လေသွားတဲ့ခါကျအဲ့လူတွေရဲ့အချိန်စရာပါသူကအကုန်လိုချင်တာသူတယောက်တည်းပဲကွာအကုန်လုံးပတ်လိုချင်တာဆိုတော့ကိုကသူ့မနေ့ကပတ်ခနဲ့ပြောသွားလေကို့မှာလည်းလောဆယ်မှာတိတ်မပြောချင်တော့အဲ့အတွေ့အဝင်းတာနှစ်တယောက်တည်းပဲဟိုတကဘာလုံးမှာရှိတဲ့အလုပ်ကိုနှစ်တယောက်တည်းပဲလိုချင်တာလားနှစ်တော့ငါတို့ကညာဖယ်ပေးရမှာလားအဲ့လိုဆိုအတွေ့အဝင်းလာတော့သူ့ပြန်မပြောလိုက်ရလေချင်းဆိုပြီးတော့အဲ့အတွေ့ကအတွေ့ကတညတော့အဲ့လိုမရယနေ့မနေ့အထိ မဖြစ်တော့ဘူးငါဗျောင်ပြောမှရတော့မယ်အဲ့ဒါတချို့အရာတွေမှာအန်ဒရူကဗျောင်ပြောရတော့မယ်နောက်ွယ်မှာအတင်းနောက်ွယ်မှာသူများနဲ့ရင်ဖွင့်တာအတင်းဖြစ်တယ်ဆိုတော့ဗျောင်ပြောရမယ်ဘာကြောင့်လဲနင်းကိုဒီအလုပ်ကိုနင်းလှုပ်ထားတာကနင်းချိန်နဲ့လှုပ်နင်းလှုပ်တာသူ့ဘော့စ်ကမပေးတော့ဘူးဒီအလုပ်ကို तू तू လို့စီမဒီမှာလောတစ်ခုရှိရသေးလားကျမကြီးဝင်မကောင်းလို့ဆေးပြင်ဆင်ယူရတဲ့သူက ူဆေးပင်စင်ယူမြကာလပတ်လုံးသူ့နေရာကိုဘသူမှပေးလို့မရပေးလို့မရသူကဒီလောက်ကနေထွက်စာတင်မှအသမဟုတ်သူပင်စင်ယူလို့ရှိရင် သူ့နေရာသူများအစားထိုးလို့ရတယ်ဒါဒီနိုင်ငံကလောဒီနိုင်ငံမှာကိုယ်တော်နဲ့ကိုထွက်သွားလို့ရှိရင်လာကမရအစိုးရထုတ်လို့ရှိရင်လာကရတယ်ဒီလိုနဲ့လူတယောက်ကသူ့ရဲ့ right ကသူဟာပင်စင်မယူမချင်း သူ့ရဲ့နေရာကိုသူများပေးလို့မရအောင်။ယာယီအစားထိုးလို့ရတယ်။အခုသူ့အစားထိုးပေးတာပေါ့နော်။သူ့ဒီဖွားကြီးနေရာမှာအစားထိုးပေးတာ။ကောင်းပြီနေခဏယာယီလောက်ထားပေါ့။ तू ကအဲ့ဖွားကြီး၁၇ညတလောက်၁၇၁၇ညပေါ့နော်။အဲ့အချိန်ကပြောမှဆို90ရာခိုင်နှုန်းပေါ့။90ရာခိုင်နှုန်းဖြစ်မှာပေါ့နော်။အဲ့အချိန်ကနဲလို့ဆိုပြီး तू က complaint တက်တယ်ဆိုတော့ဟဲ့ နင်နကိုရဲ့ခြေနှက်လို့ဒီအဖွားကြီးကစက်တညာပဲလောက်တာနင်သိလို့နင်လောက်ထားတာလေအဲ့ဒါကိုနင်ကဘာလို့မြန်ဟိုဟိုလူစီကဟိုနင်ဟိုဟိုလူစီကအချိန်ကိုဆွဲဒီလူစီကအချိန်လိုချင်တာငါစီကငါတို့ကဗာနင်တို့နင်အတွက်ကိုငါတို့ကဟိုအနည်းနာခံပြီးတော့ငါရဲ့အချိန်နင်ကိုပေးရမှာလားအမလုံးနဲ့အဲ့ခါကျတော့နေလို့မအန်တီနေလို့မရတော့မရတော့ကဲဒီနေ့တော့ငါသူ့နဲ့ငါတိုင်းဆိုသူတင်ရအလုပ်စင်းပါဦး ကတိညာငါသူနဲ့ငါစကားပြောရအောင်မကြောက်နဲ့ငါမပြောဘဲနဲ့ငါအဲ့လိုကြီးဗစက်ကြီးပိတ်နေခါကြတော့သူစိတ်မှထင်တာငါတို့ကသူ့ပေါ်အရင်လူစွာမျက်လုံးတချို့ကလေကန်းနေတာလေဘယ်လိုခေါ်မလဲငါတို့မြန်မာနိုင်ငံကဟိုအာနာရှင်နေလို့ပေါ့ငါတယောက်တည်းကောင်းစားမယ်ငါသားသမီးပဲကြောင်းတက်ကမယ်ငါသမီးပဲကောင်းစားမယ်ငါတို့ပဲလွတ်လပ်ချင်းရှိရမယ်ငါတို့ပဲဟိုချမ်းသာမယ်ကျွန်တဲ့ဟာတွေကမြောင်းတယ်မကလို့ဒုက္ခဘလောက်ရရငါတို့ပြီးမဆက်ငါငါငါဆိုတဲ့ငါပဲကောင်းနေရမယ်ဆိုတဲ့အတ္တသမားတယ်လေ ဲ့အတ္တသမားနဲ့အန်ဒီနဲ့အဆင်မပြေတာလုံးဝနည်းနည်းလေးအဆင်မပြေအဲ့ဒါကြောင့်ကဲမထူတော့ဘူးဒီနေ့တော့ငါသူ့ကိုစိတ်ဆိုးတဲ့အဆိုးကသူ့ကိုဖြောင်းဝပြောလိုက်ရတဲ့အပြောကတနေ့လုံးမှာဒီနေ့တမန်လုံးဘာတစ်ခုမှအဆင်ပြေမပြေတဲ့ခါကျတော့ဟောပတ်စံပို့ရလဲအဆင်မပြေဘူးပတ်စံပို့ရလဲအဆင်ပြေသလိုအဲ့လိုမျိုးပေါ့နော်ဒီစားတဲ့ကလည်းပစ္စည်းတွေရောက်မလာအောင်အကုန်လုံးအကုန်လုံးဂျမ်းဖြစ်တယ်ဘာကြောင့်လဲကိုယ့်ရင်ထဲမှာ အဆိုင်အခဲတွေပေါ့မချိနဲ့တာတွေဒေါသတွေရထတော့ဖះရအောင်မရှိခိုးရတာလေထိုင်တွေ့ဖះစင်ရရှေ့မှာတိလာလူကလေမာသူဘာလို့မပြောလဲအဲ့အတွေးရဝင်းစလားအဲ့ဒါမကောင်းဘူးအန်တီတို့ကစိတ်ထဲမှာရှိရယ်ဆွေဘွင်းဘွင်းရှင်းရှင်းပြောပလိုက်ရမယ်မထားတော့နဲ့ဘာကြောင့်ကို့အဲ့ဒါလေဟိုအဲ့ဒါတော့ပုံတော့တချို့ကပြောင်းပြောတာပေါ့ကောင်းတယ်တူလားမလို့ရှင်ကို့ရင်ထဲမှာအဆိုင်အခဲလို့ဖြစ်နေပြီးတော့လေခါရသူ့မချိနဲ့တာလေသူ့ မပြောလိုက်ရလေချင်းပေါ့နော်။နေဒီအချိန်ကိုလည်းနေဒီလောက်ကိုလည်းနေရထားတယ်။ဘာပြောနေရထားတယ်။ရထားပြီးတဲ့ဟာကိုမှနေရမချင်းနဲ့ဖက်နဲ့ပင်လေသမုတ်တရားကြီးကိုတောက်ထဲပဲတောက်ချင်တော့ဒီအဲ့လိုမျိုးပုံစံသူလုံနေလဲဆိုဒေါသသူ့ကိုလေစိတ်တွေရမ်းဆိုးတာသိလားဘလို့များလဲပေါ့နော်ဟို နောက်မှလည်းလာသေးတယ်သူကနေရလိုချင်တယ်ပြီးလို့ရှင်အန်တို့ကဒီလိုနေရတယ်ဆိုလို့ရှင်ဘယ်လိုခေါ်မလဲအန်တီရဲ့နေရဆိုလို့ရှင်သူများလာဝင်ဆင်းပေါ့အဲ့လိုမျိုးအပူချိန်ထားတာပေါ့နော်ထားတဲ့ခါကျတော့ဟိုသူကလည်းမဟုတ်အဲ့အဲ့ဟိုပခွင့်ရွယ်သူတွေရဲ့အချိန်မှာသူကအကုန်လိုချင်တာဘယ်သူမှမပေးနဲ့သူတောက်ထက်ပဲယူမယ်သူတောက်ထက်ပဲအလုပ်လုပ်မယ်သူတောက်ထက်ပဲအလုံးရဲ့အချိန်ကိုသူယူမယ်သဘောပေါက်လားအဲ့လိုမျိုးကျလောဘ အဲ့လောဘဆိုတော့ဟိုသူများတကာအတွက်ကော तू မစင်စားအောင်ငါတယောက်ထဲရဖို့အရေးကြီးတယ်ငါတယောက်ထဲတော့လောက်ရမယ်ငါတယောက်ထဲဆင်ပြေပြီးရောဆိုတော့အဲ့ဒီလောဘကနေရအနေနဲ့အဆင်ပြေဘူးမပြောမနေ့က तू ပြောကျင်တာမပြောလိုက်ရတော့ပြီးပြောတယ်ဆိုတော့အန်ဒီကတယောက်ထဲနဲ့မင်းချင်မပြောကျင်ဘူးလေဒီနေ့ညနေကျတော့အန်ဒီတို့အန်ဒီနောက်လုတ်ဖို့ခိုင်းဘက်ရှိတယ်ဆိုတော့အဲ့အရှိမပြောင်းပြောမှာပေါ့နော်အဲ့လိုပြောင်းပြောမှာပဲအန်ဒီမဟုတ်လို့ तू က တွားပြီးတော့ဟိုစာစကနာပတ်ထိုးမယ်လေတင်မလား boss ကိုတွားစကနာအဲ andy ကသူ့ပေါ်မကောင်းပါဘူးအဲ andy ကသူ့ပေါ်မှာအဲဆန္ဒစိတ်မရှိပါဘူး andy ကသူ့ကိုအလုံးမလို့ तू အဲ့ဘိမကအဲ့လိုမျိုးဘလောင်းမလဲပေါ့နော်သူ့ကိုတနာအောင်ပြောတဲ့အချင်းရှိတော့ဆို andy ကပြောလို့ရှင်နှစ်ယောက်ထဲမပြောဘူးလို့ညနေကြလို့ရှင်တော့ပေါ့နော် तू နဲ့အနည်းငယ်ချင်းနဲ့လုံးလုံးမအောင်အဲ့အရှိမပြောမလို့ဟိုတယောက်ကတတ်သိရှိတာပေါ့နော်သူကမောကမသွားခြုံနေဆိုလို့ရှိရင်လေဟိုတယောက်ကအရှိမရှိနေရလေဘာကြောင့်လဲဆိုတော့ပြောရမပြောလို့မရအောင်တယောက်ထဲ သူတယောက်ထဲကောင်းဖို့သူတယောက်ထဲအလုပ်လုပ်ဖို့အတွက်သူတယောက်ထဲပတ်စံလိုချင်ပတ်စံလူတိုင်းပတ်စံလိုတယ်ဟုတ်တယ်ဟုတ်လူတိုင်းပတ်စံလိုတယ်သူတယောက်ထဲပတ်စံလိုမဟုတ်ဘူးနှကောင်းနေကြပြင်းနေ9000 6000တရားဝင်9000 6000တော့နှကောင်းတစ်ခါပြင်းနှကောင်းနေဆိုလို့ရှိရင်လည်းဟိုဆေးထိုးရတာလေသူများအတင်းပြတ်မပါဘူးဒါပေမဲ့အဲ့ဒီလိုမျိုးဆေးတစ်ခါထိုးနှကောင်းရထိုးအောင်ထိုးလို့ရှိရင်ဒီမှာအရင်ဆေးကြည့်တာဘာနဲ့ဆို6000 9000ပေးရတာနှကောင်းပြင်းနေဆိုလို့ရှိရင်ဘယ်တရားဝင်6000ဆိုတာဘတ်ဟိုအောင်တော့ရှိတယ် ဘလောက်ရှိမလဲ3သိန်းလောက်ရှိတယ်အဲ့ဒီအတွက်တော့ပတ်စံရှိတယ်အဲအလုပ်သူများလောက်ကြတယ်ခိုးကျင်သူများရဲ့အချိန်စရာကိုခိုးကျင်တယ်လိုချင်တယ်ရမလားဟုတ်တယ်မလားဒါမတရားဘူးလေဆိုအနေတို့အလုပ်ထဲမှာလည်းတချို့တွေလည်းလုံးလုံးချင်တယ်လို့ရှိတာပဲနော်ဆိုသူတို့အန်ဒီအန်ဒီလက်ဒီယာယီဘဝကတက်လာတာလေဟုတ်တယ်မလားအန်ဒီလက်ဒီလိုဘဝကတက်လာတာပဲတက်လာပြီးတော့မှဟိုစူးစမ်းပြီးတော့ပဲဟိုသူတို့လုပ်ပြီးတော့မှဒီလိုမျိုးအခုဆိုပုတ်ဥစ္စာပေါ့အဲရ ပုံမှန်လစာသာဖြစ်သွားတာလူဆိုကိုချင်းစာတရားရှိရလေကိုချင်းစာတရားမရှိဘဲနဲ့ငါတယောက်ထက်ရပြီးတော့ငါတယောက်ထက်ရမယ်ဆိုတော့အဲ့ဒီကိုအန်တီသူ့မပြောလိုက်ရလို့ဆိုတဲ့တညလုံးอ่ะလေဒီမနေ့အထိအန်တီအတွက်ကအကုန်လုံးဘာမှမအဆင်ပြေအဲ့ဒါကြောင့်တစ်ခါကြအကြံပေးနေတာကိုရင်ထဲမှာ မကျင်တတ်တာရှိရင်ပြန်သာပြောချပလိုက်ပြန်ပြောလိုက်လို့ရှိရင်ကိုတမနေ့လုံးอ่ะကိုလောရအဆင်ပြေတယ်ဒီတိတမနေ့လုံးဘာတစ်ခုဆိုဘာတစ်ခုမှအဆင်ပြေတာဘာတစ်ခုမှအဆင်ပြေ ပတ်စံပို့ရလည်းအဆင်မပြေဘူးပြီးတော့အဲ့ဒီစားတဲ့ကပစ္စည်းကလည်းမရောက်လာဘူးဒီအဲ့ coffee တော့လစ်ဆက်တော့အထရီအဝမ်းလေးအရန်ကြိုက်လို့အဲ့ဒီငွေချင်းကအန်ဒီကပေးမယ်ဆိုတော့မှားတာဈေးလည်းကြီး coffee တော့ coffee တော့ဈေးအလောက်မကြီးဘူးပို့တဲ့ကဈေးကြီးတယ်အဲ့ဒါကိုဒီမှာဂျမ်းဖြစ်နေတယ်သူတို့စစ်စဲအောင်မှာကြည့်အောင်မှာပေါ့ကွဲအထဲမှာဘိန်းလေးလားဘာလဲအဘာမှုတ်လေးလဲပေါ့ကွဲဒုက္ခပဲ မှားသွားပြီလို့အကုန်လုံးကအကြမ်းဖြစ်တယ်အကုန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 ်ဒီနေ့တမနဲ့လုံးဝဒီနေ့မန်ဒေးရက်အန်တီအတွက်ကကောင်းမကောင်းတော်တော်တော်မကောင်းလားအကြမ်းလို့ပြောကျင်ပါတဲ့ခါလေးကြာရင်ဘာပြောကျင်လဲဆိုတော့ကိုယ်စိတ်စီတမ်းမှာမကျင်နေဘူးလားမကျင်နေဘူးမကျင်တဲ့အရာတွေရှိမယ်ဒေါသထွက်မဲ့အရာတွေရှိမယ်ပေါ်တင်တာပြောချလိုက်ပြန်တာပြောပလိုက်အဲ့လိုလူမျိုးတွေကအဲ့လိုပြန်ပြောမှသိတယ အဲ့လိုလူမျိုးတွေကပြောင်ပြောမှာပဲ။အော်ငါရဲ့လုပ်ရက်ကမှန်လားမှားလား။ငါတယောက်တည်းပဲဖြစ်မလား။ငါသူများအလုပ်ကိုသွားပြီးတော့ယူလို့ရမလား။အဲ့လိုမျိုးပေါ့နော်။ပြောဆိုရင်ငါပဲရမယ်။ငါပဲကျွန်တော်လုံးလို့ကြားတယ်။ကျွန်တော်တို့လုံးကြားကျွန်တော်တို့ရမတော်ဘူး။ငါပဲတော်တယ်။တကယ်ဆိုအန်တုလုံးမှာဆိုလို့ရှိရင်အဆောဒါကရင်မွေးမတုံးအောင်။ရင်မွေးလုံးဝမတုံးအောင်။ဘာကြောင့်လဲ။တချို့က allergic ရှိရတယ်ရင်မွေးနဲ့။ အမလေးရေမွေးရလေအားရမလုံးပြောအောင်ရေမွေးတကလို့လောင်းချလာအောင်မြန်နံသူတို့သူတို့အနံ့ပြင်းနေလေအန်တဲ့ရေမွေးနဲ့ခံလို့မရအောင်ဟုတ်ရေမွေးနဲ့ခံလို့မရဆိုအနံ့ပြင်းနေခံလို့မရအောင်အန်ဒီရေမွေးဆက်လို့ရှိရင်အနံ့ပြော့ပြော့လေးတွေနှင်းစီဟုတ်ပေါ့ဟိုအနံ့လေးတွေလေးပျော့ပြော့လေးစပယ်လုံးနဲ့အရင်အနံ့ပြော့မရတယ်အနံ့ဆိုးရင်အန်ဒီခေါင်းကိုက်လို့သူတို့ဆိုလို့ရှိရင်ရေမွေးမဆွတ်အောင်ဆိုလဲရေမွေးဆွတ်လာတယ်ခါတို့ရေမွေးနဲ့ချိုးလာအောင်မရတယ်သူတို့လမ်းလျှောက်သွားတဲ့အဲ့လိုပေါ့ character ဥစား မိန်လာမှာဆိုရင်မိန်မိန်ရို့မှာဆိုရင်ရေမွှန်းတာထားအောင်နေရပဲဒါကလုံးဝမစွတ်ရဘူးလို့လောထုတ်ထားပြီမဲ့အဲ့လောမလိုက်နိုင်အောင်တော့ပေါ့လားလူတွေကလေအရင်အတကြည်ရဲ့တိလားအတသမားတွေဒါကြောင့်မလို့ကဘာမှာရှိရအတတွေအတသမားတွေကြောင့်စစ်ပွဲတွေစစ်ပွဲတွေစစ်ပွဲတွေဖြစ်နေကြတယ်ဆင်းရဲသူကဆင်းရဲကြတယ်ချမ်းသာလူကပိုချမ်းသာပါအတသမားတွေ ငါကောင်းစားရင်ပြီးရောငါတပို့တဲ့သမားတွေအတသမားတွေငါမိသားစုပဲအရေးကြီးတယ်ကျွန်တဲ့သူတွေဘာဖြစ်ချင်းဖြစ်ငါမိသားစုရတယ်လို့ဘသူမှကိုယူမဆိုင်ဘူးငါပဲပြီးတော့ငါငါငါပဲချက်ငါငါငါဆိုတဲ့အတသမားတွေကြောင့်ဒီနှစ်ကဘာလောကကြီးကပြက်စီးနေတာဟုတ်တယ်ဟုတ်ပြန်စင်းစားဒါကြောင့်မလို့အန်ဒီပြောကျင်အန်ဒီကိုကြည့်ရတဲ့အားလုံးဒီနေ့ရောအန်ဒီတွက်ကတော့တကယ် unlucky ပဲအဆက်ဆက်ရအားလုံးကဘာတစ်ခုမှအဆင်မပြေဘူး အော်ဖះတော်မှာရှစ်ခိုးနေသူ့ဒေါသထွက်တဲ့စိတ်တွေပေါ့သူမပြောရလို့အတင်ရတော့တင်ရနဲ့ပြောရမှာသူတင်ရအလုပ်စင်းတယ်သူထိုင်ပြီးတော့ဟိုပေါ့နားဝင်အောင်ပြောရမှာပေါ့နော်သူသူနားဝင်အောင်ပြောရမှာပေါ့ဘာကြောင့်လဲဆိုတော့ဒါဒီလောက်ကိုသူလက်ခံကြတဲ့ကဒီဒီမိတ်သူဒီသူသူလက်ခံလိုက်ကြတဲ့ဒီအလောက်ကသူယာယီဆိုတော့သူသိရမှာလေနော်စတညသူသိရမှာဆိုတော့ မတိမချင်းမတူရအောင်သူ့စိတ်ထဲမှာငါတယောက်တည်းပဲရဖို့အတွက်ဆိုတော့ငါတို့ကငါတို့ရဲ့အချိန်သူ့ပေးရပုံစံဖြစ်နေတယ်လားလောဘပေါ့လားအဲ့လိုမျိုးဆိုတော့လေဟိုအရန်လောဘကြီးတာလေလောဘတွေကြီးတဲ့ခါကျတော့ဟိုကန်နေနေကအစင်မပြေဘူးဒါကြောင့်အန်ဒီပြောချင်ပါတယ်တယောက်တည်းမှာစိတ်ထဲမှာမချင်ရလို့ရှိရင်ဗျောင်သာပြောချလိုက်တော့နောက်ကွယ်မှာသူများတကာနဲ့ sharing လုပ်တယ်ဆိုတော့အတင်းဖြစ်အခုဆိုအန်ဒီဆိုအတင်းဖြစ်တာပေါ့နော်အခု line မှာတက်ပြီးတော့သူ့ကြောင်းထိုင်ပြောတာအတင်းဖြစ်တယ်ဒါပေမဲ့အန်ဒီရင်ထဲမှာအဲ့လိုမပြောလို့ရှိရင် မပောက်ခွဲလို့ရှင်မရတော့ဆိုတော့ကလူများကြည့်တဲ့သူတွေလည်းအဲ့လိုမျိုးခံစားချက်ရှင်ပြောင်းလာပြောလိုက်ပါလို့ပြီးလို့ရှင်အခုပေါ့တောင်းနေအနေပြန်ထွက်တော့မယ်ဘာကြောင့်လဲဆိုကိုအန်ဒီအိမ်မနေအထက်ထဲမှာအန်ဒီရောက်ကြတဲ့အနေဖြစ်တော့မှာ तू ကလည်းသိတယ်လေအန်ဒီဒေါသထွက်နေသူပြောနေရအလကားနေဒေါသထွက်နေဘာကြောင့် तू ကမစလိုက်တော့ငါဘာလာပြောနေဆိုတော့ तू ကကိုရဲ့ဒေါသတွေက तू ကကူးကုန်ရောသိတယ်မလားအဲ့ဒါကြောင့်မလို့အဲ့လိုဖြစ်တယ်ဆိုရင်အပြစ်ခဏထွက်သွားလိုက် เนาะစိတ်တီးတိုးတယ်ဆိုရင်အဖြစ်ခဏလေးထွက်ပြီးတော့စိတ်ကိုတခါတည်းအခုနေလက်သာတယ်ဆိုတော့ခဏလေးစိတ်ကိုရှော့ပြီးလို့ရှိရင်ပြန်လာလိုက်ကဲအားလုံးကျမ်းမှာချမ်းသာကြပါစေလို့